မင်္ဂလာပါအားလုံးကျမ်းပါပါစေချမ်းသာပါစေပိုင်ရဲကိုမျက်နှာမြင်ပိုင်ကိုတကြလုံးအားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့က23ရက်6လ2025ပေါ့နော်အဲရခိုင်မှာဆိုလို့ရှိရင်တော့ကြောက်ပြီမှာတော့ကောင်းကောင်းပွဲကျန်းနေတယ်ကြောက်ပြီမှာကောင်းကောင်းပွဲကျန်းနေတယ်မနေ့ကတော့ပြိုင်စီကြီးပါမှာဆိုလည်းပဲဒါ night version နဲ့ drone တွေဘုံတွေလက်နက်ကြီးတွေနဲ့အပြိုင်အဆိုင်ကိုဒါအေး ကိုအောင်နေရှိတဲ့နေရာတွေကိုအကုန်ရှင်းလင်းတာရှိတယ်စစ်တွေဘက်လည်းရှင်းလင်းလာတယ်တန်တော်ဘက်ရှင်းလင်းလာတာရှိတယ်အဲတန်တော်ဘက်တွေလည်းဒါစစ်ကစကစားတော့မှအနေထားမျိုးရှိတယ်အဲ့ဒီတကြောလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအဲဒီအမတ်တ3-4ပဲဆိုလို့ရှိရင်လည်းပဲအခုချိန်ဒီပွဲကားနေတာရှိတယ်တောက်ချောက် ရန်သူကတက်လာလိုက်ပြန်ဆုပ်သွားလိုက်တက်လာလိုက်ပြန်ဆုပ်သွားလိုက်နေတော့ရှိတယ်တမ်းတော်တော့ဆုပ်တာကိုလက်မခံမနဲ့တောင်းလျှောက်သူစုဖွဲ့တဲ့နေရာကိုတော့ပြေရှင်းရှင်းလိုက်ရင်တော့အဆင်ပြေသွားမယ့်အနေအထားရှိတယ်တဟို A အကျန်း A ကနည်းနည်းပေါပါပဲရှိတယ်ကျန်တဲ့အခြား PDF တို့ K ဟိုနဲ့ကချင်ဟိုအဲ့မှာချင်းတာချင်း PDF တို့နောက်တစ်ခါကျတော့ပလောင်တို့လည်းပါတွေ့ရတယ်အဲ့ဒါကိုတမ်းတော်အနေနဲ့သူတို့စုဖွဲ့တဲ့နေရာကိုဒါလိုက်တစ်ခါတည်းရှင်းလိုက်မှဆိုရင်တော့ဒါချက်ချင်းပြေလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။နောက်ရခိုင်ပြည်နယ်ရအများကြီးဆုံးတိုက်ယူစရာလဲတိတ်အချိန်တကြာမပေးရပါဘူး။အထဲမှာလဲရခိုင်မှာအေရီးယားလဲတလောက်မရှိတော့ဘူးเนาะ။အဓိကကတော့ထွန်းမြတ်နိုင်ရဒါနိုင်ငံတကာကမွေးရေးစီဝါဖြန့်ဖြူးဖို့အတွက်ကိုသူလက်ရှိဒါတရားဥပဒေပေါင်းထဲမှာလုံဆောင်နေတဲ့တပ်မတော်ဖွဲ့စည်းအာဏာပိုင်ဖွဲ့စည်းတွေကိုဒါဟိုလူမျိုးရေးသေးခွဲပြီးတော့ဒါသူတိုက်ခိုက်ခိုင်းတာရှိတယ်။အဓိကတော့သူမွေးရေးစီဝါလမ်းကြောင်းနဲ့လုပ်ငန်းလုပ်ဖို့အတွက်ဒါဖြစ်တယ်။ အဲလူမျိုးရေးဆိုပြီးတော့ဖန်ပြပြီးတော့တိုက်ခိုင်းလာတာဖြစ်တယ်။မနေ့ကဆိုလို့ရှင်လည်းပဲဒီအောင်လန်အောင်လန်တိုကိတ်မှာဆိုလို့ရှင်ဒါ8.18ပေါ့ဘီလီယံမိုးတန်မိုးရှိတဲ့ဒါရခိုင်ကိုပို့မဲ့မွေးစီဝါစိတ်ကြောမွေးစီပါလေအများကြီးမိတယ်။အဲ့လိုကလည်းတစ်ချိန်တည်းမဟုတ်အချိန်ပေါင်းများစွာမိတယ်။နော် AA ကလည်းဘယ်ဘာဘင်္ဂလားဒေ့ရှ်ဆိုမလေးရှားတို့ထိုင်းဘက်တို့ကိုမွေးစီဝါပို့တယ်။နောက်ခါကျတော့ဘင်္ဂလားဒေ့ရှ်ဆွဲကဆိုလည်းနွားတွေအခုဆိုရင် AA ဒီကဘလောက်ထိစိုးသွားပါလဲဆိုတော့ ဟိုနွားတွေရခိုင်ပြည်တော်မှာရှိတဲ့နွားတွေတောင်တော်တော်ရှားပါးပြီးမရှိတော့နွားတွေတောင်မှဒါသူ2လနားမယ်3လနားမယ်တွေဖြစ်နေ ARV တိုင်းဘက်ကလည်းဒါတမ်းတော်ဘက်ကစစ်ကြောင်းတွေတောက်ချောက်ပိတ်ထားတော့ ARV တိုင်းမှာရှိတဲ့နွားတွေကနွားဖို့လမ်းကြောင်းရှိတယ်လေကွာကွာဘက်ကနေသွားတဲ့ဟာတွေနော်ဒီဟိုကျွန်တော်တို့ လေးမျက်နာတို့အဲ့ဒီဘက်ကနေသွားတဲ့နွားနွားခိုးတဲ့လမ်းကြောင်းရှိတယ်အဲ့လမ်းကြောင်းလည်းတက်မတော့ကအခုပိတ်လိုက်တာမျိုးရှိတဲ့ခါကျနွားတွေတက်လို့မရတော့တာမျိုးရှိတယ်အဲ့တော့ဟိုဘက်ကိုမလေးရှားဘက်ကို is for image ဖြစ်တော့နွားတွေတအားအဝယ်တွေများတဲ့ခါကျလည်းရခိုင်ပြည်ထဲမှာနွားတွေတောင်မရှိတော့နောက်တစ်ချိန်ဆိုရခိုင်ပြည်ရအေရီရတော့လှုပ်ဆောင်ကြကြောက်ရခိုင်ပြည်ရတော့အငတ်ပီးနဲ့မကြခင်မှာတော်တော်ကြုံတွေ့ရနိုင်တယ် ဝင်အချင်းပြီးညိုစည်းတပိတ်တာဟိုမှာ9000ရှိတယ်ဒီဘက်မှာမြန်မာပြည်မှာအလောက်မှမရှိတာအဲ့တော့ဒီရခိုင်တောင်ပိုင်းမှာရှိနေတဲ့ပြည်သူတွေကတကယ်ဂျိုသား AC ပြီးတော့မှဒါတာလူညီမြ6 A တူပုံများနေထိုင်နေတဲ့ပြည်သူတွေဖြစ်တဲ့အတွက်စိတ်တော်မကောင်းဘူးပေါ့နော်စစ်ပွဲကြီးရှာစစ်ပွဲကြာရှည်လာလေပို့ပြီးတော့လူတွေဒုက္ခရောက်နေဖြစ်တာပေါ့နောက်နေမပမောမဆိုလို့စင်နောင်ခိုးတို့မင်းလာတို့ဒီရွှေဂျီနာတို့နော်အဲ့ မာရက်ွက်တွေမှာရှိတဲ့အထက်မြင့်တိုက်တွေမှာသူ KIA တွေ PDF တွေချုပ် PDF ကတော့ထပ်ပြေးကုန်ပြီ KIA တွေ PDF တွေပလောင်နေ AD ရှိတယ်အဲ့တော့တက်မလို့ ဟိုနေမီရှင်းနေနေနေမှာနည်းနည်းတော့ကြန့်ကြာနေတာပေါ့ရက်ွက်တွေဖြစ်နေတာကြာတော့ပြည်သူတွေလည်းအဲပြည်သူတွေကတော့မရှိတော့ဘူးဒီကောင်တွေပဲရှိတယ်ဒါမဲ့အဲ့ဒီအဆောက်အုံကြီးတို့ဖြိုချဖျက်ဆီးပြရမှာကကျွန်တော်တို့ဟိုဂါဇာလိုဖြစ်သွားမှာဆိုလို့တတ်မလို့မလုပ်ပဲနဲ့ထိထိတိတိလုံနေတာတော့ကျွန်တော်တို့တွေးရတယ်အဲ့ဒါလည်းပဲကျွန်တော်တို့နိုင်တယ်မကြိုက်ပါဘူးကြိုလည်းမကြိုစုံကြိုက်တယ်ညောင်ရှင်းစားရရှင်းလင်းစားကြီးကလည်းပြီးမှပြန်ဆောက်တာပြီးသွားပြီအဲ့ဆိုတိုင်းပြီးအေးကျန်သွားပြီဂါဇာလိုရှင်းချပလိုက်ဒီနေ့မှာအကြမ်းဖက်ရှိအကြမ်းဖက်ရှိတခါရှင်းရှုပ်လို့အလုပ်တွေရှုပ်တယ်ပြီးသွားရင်တော့ ည်သူတွေအေးချမ်းနေအကြံပဲတွေရှိတဲ့နေရာမြေလန် အကောင်လိုက်ရှင်ဒါမျိုးဆိုတော့ပွဲသိမ့်နေပါတော့ဒီလိုမျိုးပဲဟိုတက်တက်ညာညာလုံးတက်တက်ညာလုံးနဲ့ပြည်သူတွေလည်းပါသိဖြစ်ကုန်လေကမာလေးလည်းစားရတဲ့နေရာမကြီးဟိုရောက်ဒီရောက်ဒုက္ခတွေရောက်တော့အဲ့လိုမျိုးတွေဖြစ်နေတယ်အဲပါကံဘက်မှာကြာတော့အဆင်ပြေတယ်ဖားကံဘက်ကတတ်မတော်ကထိန်ချုံမှုတွေတော်တော်ကောင်းတယ်ဆိုင်တောင်ဘက်မှာရှိတာဟိုတောက်လျှောက်တော်တော်ကောင်းသွားပြီအတန်းတော့အားလုံးရောက်တဲ့နေရာမှာအဲဖားကန်ဘက်ကတော့ AC ပျော်ရွှင်ရပါတယ် နောက်တစ်ခုဝိုင်းမော့ဘက်လည်းဒါပွဲတွေကနေတာရှိတယ်ဝိုင်းမော့ဆိုလည်းမနေ့ကကောင်းကောင်းထုပြတာပဲနောက် drone တွေကကောင်းကောင်းကြာတာပဲ KAI နဲ့ဖြစ်တာပဲဒီကချင်ကြောမှာတော့တမလောဘိုင်းရနည်းနည်းစိတ်ချရတယ်စိတ်ချသွားလဲအနေဒါရှိတယ်နောင်ချိုဘက်လည်းစိတ်ချတဲ့အနေဒါရှိတယ်နီးစက်နေပြီးရောက်ပြီးအဲအဲ့လိုပဲပြောမတဲနဲ့ဆိုတော့ရောက်ပြီးတော့အခုနေရတော့တော်တော်ကြီးကိုကြိုဆိုတဲ့လူတွေရောပါတယ်အများကြီးကိုမြင်တွေ့ရတယ်ဒါလည်းပဲကျွန်တော်တို့ဝန်တာ BD ဖြစ်ရတယ်ဒီတင်နေရတော့ဒါ25ရက်2025စနေရက် ပေါ့နော်စနေနေ့ကပြပူတဲ့တရင်ကြောင်ရလေးပါအကြံဘက် PDF တွေအင်အား253ဦးခန့်နဲ့အဲဒီ6နှစ်16နှစ်ကြီးအချိန်ကမှငနန်းရဲ့မြစ်သားရဲ့ပေါတော့ချောင်းရွာဘက်ကိုမှတဆင်ပြီးတော့ Fogger တုံးစီနဲ့တဲကြီးကြီးရွာကိုရောက်ရှိလာကြပြီပေါ့နော်တဲကြီးကြီးရွာရောက်ရှိလာတယ်သူကတော့မြေပုံညုံးနေပေးတယ်အဲ့ဒီမှာအာဒုံတုံးစီရဲ့လက်နက်ကြီးတွေပါပါဝင်တယ်တဲကြီးကြီးရွာအတွင်မှာနေတယ်အဲ့ဒီနေရာတစ်ခုမှာသူတို့အထိုင်ချနေကြပြီဖြစ်တယ်နော်အဲ့ဒီမှာက အဲစုံရမှာရှိတဲ့ဒါတက်မလို့ပြည်သူစစ်လို့တက်မလို့တို့ကိုနှောက်ရက်တိုက်ခိုက်ဖို့တော့ကိုဟိုသူတို့ရောက်ရှိနေတယ်လို့ဒါကျွန်တော်တို့ကျွန်တော်တို့ပြောပြပေးတရင်ပေးဖို့ခိုင်းတာရှိတယ်နောက်သူကျွန်မကသိပါစေပေါ့နော်ဒါအမှန်ငယ်ကတော့ဒါတွေကတော့ပြည်သူတွေအေဂျင့်ပြည်သူတွေကသူတို့မျိုးနဲ့သူတို့ပြည်သူနေရာတွေကိုအေဂျင့်စီကျင်နေပြီဗျာအေဂျင့်စီကျင်နေပြီဖြစ်တဲ့အတွက်အဲဒါမျိုးတွေတရင်ပေးဖို့တော့အများကြီးပဲကျွန်တော်နီးစက်တာလေးပဲပြောပြပါမယ်အရန်ရေးကြည့်တာလေးတွေကမွန်တော်ရွာမှာဆိုလို့ရှင်လည်းပဲစားရီ ဒီမစားတဲ့ခါကြောင့်လူတွေကတော်တော်ကြီးကိုဒုက္ခရောက်တဲ့အကြက်သေးလေးဖြစ်ကုန်ကြပါပြီ။အဲကျမကြီးလည်းထိကြိုက်လာပြီ။သူတို့စားပြက်လက်တာတနင်းနဲ့6လရှိပါပြီ။တခါစစ်ကြောင်းရောက်လာတဲ့အချိန်တော့ပြေအိမ်မှာတက်မတော်သားတွေရဲ့ဟိုရိတ်ခါလေးတွေသူတို့ကြောက်ပွေးတယ်မှာပါတဲ့ရိတ်ခါလေးတွေစားလေးတွေကိုခွဲပြီးတော့ဂျွာထဲမှာဆိုတက်အိမ်ဝန်နှစ်ချက်သားသုံးချက်သားလောက်လीတော့မျှဝေပေးသွားပြီးတော့အဲ့ဒီ ဟိုစစ်ကြောင်းရောက်လာတဲ့စစ်သားလေးလည်းတနာပါသူတို့ကမှရှိတာလည်းအကောင်လုံးလှူသွားကြပါတယ်တဲ့နော်ပြီးတော့အဲချောင်းရဲ့ထွေအုပ်ရုံထဲမှာဆိုရင်လည်းပဲဒီကမောထော်ရွာကနေပြီးသူလဲရရရောင်းပြီးတော့ ရိခါလေးစုပေါင်းပြီးဝယ်ထားတာရှိပါတယ်တဲ့။ချောင်းဦးနဲ့ကမောင်းထော်နဲ့၃မိုင်လောက်ပဲကွာဝေးတယ်။အဲ့ဒါကိုရောက်ရှိအောင်တည်ယူဖို့ဆိုတာအရန်ခက်ခဲနေပါတယ်။တပ်မတော်စစ်ကြောင်းနဲ့လှုပ်ဆောင်ပြီးမှလည်းရမယ့်အနေအထားမျိုးရှိပါတယ်တဲ့။အဲ့ကမောင်းထော်ရွာရဲ့ပတ်ချလဲအင်းစုတို့ဟိုရှမ်းစုတို့အင်းမတို့တပိန်အင်းတို့တောင်ဖီလာတို့ဟာအကုန်လုံးက PDF ရွာတွေပဲဖြစ်ပြီးတော့ဝိုင်းခံထားရတယ်တဲ့။နော်ရှမ်းစုမှာဆိုလို့ရှင်ဟိုဟို PDF ခေါင်းဆောင် မောင်အံ့မှာနော် ပီတီအခေါင်းဆောင်မောင်အပ်ဒီလှေကွင်းတောင်စီတီအန်ဖုံမှုဒရုန်းတက်ကကိုဥကျော်ဆွေပေါ့ဒါသူတို့နှစ်ယောက်ကတာတမီးတမတ်ခမီးခမတ်တွေပေါ့ဗျာအဲ့မှာဦးစည်းနေတယ်တဲ့နော်အဲ့ရှမ်းစုမှာဆိုလို့ကျန် PDF တင်တန်းအကြောင်းလို့ PDF တရားသူကြီးလို့ PDF နယ်ရင်းလို့ PDF ပြည်သူစစ်တို့တေချင်ချင်းတက်တက်နနဖွဲ့စည်းပြီးတော့နေရမြင်တွေ့နေရတော့ဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံရဲ့ဟို ပြည်သူတယောက်အနေနဲ့စိတ်မကောင်းစွာအကြမ်းဖက်လက်အောက်မှာနေနေရတာကိုမြင်တွေ့နေရပါတယ်တဲ့နော်ဒါတွေကိုလည်းတောင်တော်ကမရှင်းလင်းပေးတာကစိတ်မကောင်းစိတ်မချမ်းမြေ့စရာဖြစ်ရပါတယ်တဲ့နော်သူထပ်ပြောပြတာကရှမ်းစုမှာဆိုလို့ရှင်လည်းပဲစောစောပြောတဲ့မောင်အန်းရဲ့လက်ခွင်းတောင်စီရန်ဘုံမူဦးကျော်ဆွေရဲ့နော်ဒုံတက်ကသူတို့ကဦးစီးပါတယ်တဲ့နောက်တောင်ဖီလာမှာဆိုမောင်ပေါ်တဲ့နော်တောကြောင်လေးဖုန်ကြီးရှိတောကြောင်လေးဖုန်ကြီးကတော့အခုတော့မရှိတော့ဘူးပဲပျောက်သွားလဲမသိဘူးတဲ့နောက်ကချောင်းကဆိုဇာနီသိန်းနဲ့ဇာနီသိန်းဆိုအင်အား2000လောက် မိပါလောက်ကိုသူရှိတယ်သူကအရင်တော့ကုံသေးတဲ့ဟိုပဲတို့ဂျုံတို့เนาะအရန်ချမ်းသာတယ်သုံးသက်တိုက်ကြီးတဲ့အဲ့တော့အဲ့ဒါကြောင့်ချောင်းဦးမှာထွေအုပ်ရောင်းရနေပါဟိုဘက်ကမဖယ်ပေးနိုင်တာဒါကြောင့်ဖြစ်လိမ့်မယ်ဇာနေတိုင်းကအဲ့ဒီနေရာမှာဆိုလို့ကျဥဇာနေတိုင်းကအဲ့ဒီနေရာမှာတကယ်ကိုထိရောက်တဲ့ပုံကိုကြီးဖြစ်နေလိမ့်မယ်ထင်တယ်အဲ့တော့တပ်တော်ကတကယ်ခေါင်းနေမှမရှင်းနိုင်တော့ဟိုဘက်ကရိတ်ခါရောက်ဖို့ဆိုတာမလွယ်ဘူးဖြစ်တာပေါ့အဲ့မှာရှိတဲ့ပြည်သူတွေကလည်းပဲစိတ်ဆင်းရဲစွာနဲ့ပဲ တမောလက်အောက်မှာနေခြင်းပေမဲ့အကြံဖတ်လက်အောက်မှာနေနေရတာမျိုးကျွန်တော်တော်တွေ့ရတယ်เนาะနောက်ခါကျတော့ညံထူးတို့ရှမ်းစုမှာဆိုညံထူးပေါ့เนาะအဲအဲ့လိုမျိုးသူတို့တွေကအုပ်ဆိုးနေတယ်ပေါ့အဲ့တော့တမောကြီးနေတဲ့စစ်ကြောင်းထိုးပြီးတော့တကယ်ရှိတဲ့နေရာတွေပြည်သူတွေကဒီအကြံဖတ်ဒီအောက်မှာမနေခြင်းလို့ပြောတာလေးတွေကိုဟိုလှုပ်ဆောင်ပေးမှဆိုလို့ချင်းတိုင်းပြည်အေးချမ်းပါလိမ့်မယ်လို့ပဲပြောချင်ပါတယ်ဗျာဒီချောင်းဥပမာတော့ဒါတက်မော်ကြီးနေတဲ့ဒီသေးသေးရှင်းနေသိပြီလို့တော့ကျွန်တော်လည်းထင်တယ်ဒါဘာမှမဟုတ်တဲ့နေရာလေးတွေတော့မှ မရှင်းနိုင်ဘူးဆိုလို့ဆိုရင်တော့အဲဒါတမိုင်းကြောင်းရတော့နည်းနည်းမကောင်းထင်တယ်နော်အိုမဲအဲ့တော့အဲ့နေရာချောင်းဦးတို့ကမွန်တော်တို့အဲ့မှာရှိတဲ့ PDF တွေရဲ့ခေါင်းဆောင်တွေ PDF တွေရှိရနေရာတွေတေချာရှင်းလင်းနိုင်မှာဆိုရင်အားလုံးအဆင်ပြေသွားမှာလို့မျှော်လင့်ပါတယ်ဗျာအားလုံးကျန်းမာပါစေ